လိုကြောင်းရင်ကြောင့် DJ ကောင်းလေးချစ်သူနဲ့လမ်းခွဲသွားရပြန်တဲ့ဘော်ဘီဆွာဆွာအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မမျှဝေခြင်းနဲ့အကြောင်းညာကတော့ပရိသတ်တွေရန်စစ်ဝင်စားနေကြတဲ့ဆိုတော့ဘော်ဘီဆွာဆွာဘော်ဘီဆွာဆွာရဲ့အခြေရဲ့ကိစ္စပါပဲသူမကအခြေအောင်လမ်းပိုင်နဲ့လမ်းခွဲပြီးနောက်ချစ်သူတဲ့ DJ Max Robin နဲ့ပျော်ရွှင်နေပြီလို့ထင်ခဲ့ကြပါမိန်အခုတော့ဒီချစ်သူတဲ့နဲ့မှာလမ်းခွဲလိုက်ရပြန်ပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်ဒီသတင်းထွက်လာတာနဲ့ပရိသတ်တွေရဲ့တုံ့ပြန်မှုတွေကအရင်ကောင်နဲ့လုံးဝမကြည့်တော့ပါဘူး အရင်တကားဆိုတော့လမ်းပိုင်းနေ73နှစ်ကြာတွေ့ခဲ့ပြီးမှလမ်းခွဲလိုက်ရတော့ကဆိုရင်ပြည်သက်အလုံးကဘော်ဘီဆော့ဆာဘက်ကတညီတညွတ်တည်းရက်တည်ခဲ့ကြပါရီမင်္ဂလီတယောက်ရဲ့ဘွားကိုလွဲသုံးစားလုပ်ခဲ့တယ်ဆိုပြီးလမ်းပိုင်းကိုပဲပြစ်တင်ဝေဖန်ခဲ့ကြတာပါအဲ့ချိန်မှာဘော်ဘီဆော့ဆာကလူအများရဲ့တနာကျင်နာမှုအားပေးမှုတွေကိုအပြေးဝါရရှိခဲ့သူပါဂျိုင်မဲခုဒုတိယအဆင့် DJ Max Robin နဲ့ထပ်မံလမ်းခွဲရပြန်တော့လူတွေရဲ့ဝေဖန်မှုများကဘော်ဘီဆော့ဆာဘက်ကိုလှစ်လာတာ တွေ့ရပါရီဘာကြောင့်လဲဆိုတော့ပြည်သက်တရား ။ဂျာဘဘီဆော့ဆော့ကိုရိုင်းအနေနဲ့မတက်လို့ဖြစ်ရတာဆိုတဲ့ခေါင်းစဉ်နဲ့ပြပြင်းထထန်ဝေဖန်သုံးသက်လာကြလို့ပါပဲ။ပရိသတ်တွေကဘာကိုထောက်ပြကြလဲဆိုတော့ဘဘီဆော့ဆော့လမ်းပိုင်နဲ့လမ်းခွဲပြီးဒီကိုယ်တော်ဖြစ်သွားပြီးနောက်ပိုင်းသူမရဲ့နေပုံထိုင်မော်ဘုပ်ပုံစားပုံတွေကအရင်ကနေလုံးဝပြောင်းလဲသွားတယ်လို့ဆိုကြပါရီ။အချို့ကဆိုရင်သူမရဲ့ဆိုရှယ်မီဒီယာပေါ်ကပုံစံတွေဟာ over acting တွေများလို့နေ။ယောက်ျားမယောက်ျားနိုင်လို့နေ။ဒါမကြိုးဘူးဆိုပြီးအချိန်တွေကဝေဖန်မှုတွေရှိနေတာပါ။အဲတုန်းကတော့အကြောကိုသိကူးမဆိုင်ကြပေမဲ့ အခုဒီဂျေမက်စ်ရိုဘင်ကထက်မဲလန်းခွဲလိုက်တော့လူတွေကဒီချက်ကိုပြန်ဆက်ဆက်သုံးသလာကြပါရီ။ကောင်းလေးတစ်ကဘာကြောင့်ထားသွားရတာလဲ။သူမရဲ့အဲ့ဒီ over day sentence style နဲ့မြောက်ကျကျပုံစံတွေကပဲကောင်းလေးတစ်ကိုမြင်ကက်စေခဲ့တာလား။ကြမ္မာမို့သူ့ဘော်ဂျွမ်ဆိုင်ပဲနဲ့ပြစ်ချမိလို့လားဆိုပြီးအမျိုးမျိုးထိကျေးပေးနေကြပါရဲ့ရှင်ဒီကိစ္စမှာစိုးစုံကတော့ခုလိုဒုတိယကြိမ်လမ်းခွဲရတာကြောင့်အရှင်လက်ပိုင်နဲ့ဖြစ်ခဲ့တဲ့ကိစ္စကိုပါလူတွေကပြန်တူးဆလာကြတာပါပဲအရှင်ကလက်ပိုင်ကိုမိကလေးတယောက်ရဲ့ဘဝကို73နှစ်ကြာလွဲသုံးစားလုပ်ခဲ့တယ်ဆိုပြီ ဝိုင်းစေးကြသူတွေကအချို့ကတောင်မှအခုကြီးမှလွမ်းပိုင်ထားသွားတာမဆန်းတော့ပါဘူးဒီလိုအနေတိုင်းပုံစံမျိုးမို့လွမ်းပိုင်ကထားခဲ့တာဖြစ်မယ်ဆိုတော့ကိရီတန်တွေထွက်ပေါ်လာခဲ့တာပါဒါကြောင့်ဘော်ဘီဆော့ဆာတယောက်တကယ်ပဲချီရဲမှာကံမကောင်းခဲ့တာလားဒါမှမဟုတ်ပြိသက်တွေဝေဖန်နေကြသလိုသူမရဲ့ပြောင်းလဲသွားတဲ့အနေတိုင်းနဲ့မူကျင့်တွေကပဲအခြေအေးကိုထိခိုက်စေပြီးတော့ခုလိုထက်ခါထက်ခါဖြစ်စိုးနေကြရတာလားပြိသက်ကြီးတို့ဒီကိစ္စနဲ့ပတ်သက်လို့ဘယ်လိုမျိုးမြင်ပါသလဲသူမရဲ့ကံတရားလားဒါမှမဟုတ်သူမရဲ့ကိုယ်ပိုင်ပြုမှုတွေကြောင့်လို့ထင်ပါသလား ကွန်မန်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။ကြေရှာပေးခဲ့ကြပြီးပြည်သက်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာအကောင်းနဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်။အာဘိနာစင်ခဲ့ကြပြီးပြည်သက်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လင်းချမ်းမြေပါစေတောင်းကျမတို့ရဲ့ပေလီကနေပြီးတော့ဆူတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာအကောင်းနဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလီကို like and follow လုပ်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်ရှင်။ အဘိနာဆင်ခဲ့ကြရတွင်ပြည်သက်တယောက်ချင်းစီတိုင်းလဲတမ်းမာပြောရှင်တဲ့နေရလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေတောင်းဆုတောင်းမြတ်တာစကားလေးပို့သားလိုက်ပါစေ